ဒီကဘာဟာမောင်မိုက်ဒီဖုံလွှမ်းရင်ခုန်လန်းခံစားချက်တည်းရှင်တလာသူထောင်ရခိလမ်းမှာနာချင်စွာညှိတွားသင်စေကိုရောရဲ့နာတို့အိုးချုံမြတဲ့တချင်းဘောမဖြစ်တော့လေကျမနာမည်မေတ္တဇေဦးပါ ရန်ကုန်တိုင်းရိုင်ကင်းမြို့နယ်မှာနေထိုင်ပါတယ်။ကျမအသက်14မှာ28အထိမိမတို့ရဲ့တမတာမလာတဲ့ဝေဒနာခံစားရပါတယ်။ဒီလိုနဲ့ပဲကျမရဲ့မိကမိရဲ့ပါကူနဲ့ပြပါတယ်။ဆောင်ပေါင်းများစွာနဲ့ပြပါတယ်။မြန်မာစီအင်္ဂလိပ်စီဒီလိုမျိုးမျိုးပြောင်းလဲပြီးပါတော့ပါတယ်။ ယောဂမပြောက်တဲ့ခါမှာပြိတိတားစီတလောက်သုံးလုံးတော့ပါတယ်။ဤစီတော့တဲ့ချိန်ကြရင်အော့အံ့ပါတယ်။တစ်ချိန်ဒီအမနာမကိုက်ပါတယ်။ကောင်းပြီကိုက်ပါတယ်။ပတ်ဆက်မှခွေးယူတကောင်လိုပဲ။တေးရီယူပြီးမှတုံးရစက်တိုင်းချိတ်ပိတ်ခံခဲ့ရပါတယ်။ဤစီတော့ရနဲ့ဘူးနဲ့မှစကားမပြောချင်ဘူး။ခရီးမှာပဲခွေးဒီမှာ လဲရောက်ခဲ့ပါလေတခါတခါကြာရင်ဓမ္မတာပေါ်လာခါနေကြရင်အင်းမနောင်ကြိုက်ပါလေတတိလိမသက်ခံစားရလွန်းလို့အင်းသာတက်တဲ့ခါမှာတကားချစ်ကိုပြင်းနေမထူးနိုင်ဘူးဒီတိုင်းပဲထားခဲ့ပါလေဖျားသခင်ကမှာယောဂပျောက်ဖို့ဆုတောင်းခဲ့ပြီလေ ကျမကိုလိုက်ကခလုတ်ကြီးတွေ့တန်းချစ်တော်အဖြစ်ကျမရဲ့အနာပြီးပြောင်းနိုင်တယ်ဆိုတာကိုကကနာနာတေတေချာချာနားမလည်ခဲ့ဘူးဖြစ်ပါလေဒါကြောင့်ယောဂခံစားတဲ့ချိန်မှာကျမရောင်ရမ်းဒီမှာဆွတောင်းတာပဲဖြစ်ပါလေကျမဆွတောင်းချက်မှာယုံကြည်ခြင်းမပါတာကိုတွေ့ရပါတယ် မိသားစုအားလုံးကလည်းကျမအတွက်ဆုတောင်းပေးကြပါရစေ။ဒါနဲ့ဆလံ138ခန်းငယ်ရှိမှာထာဝရဘုရားကိုကိုးစားခြင်းဒီလူကိုးစားခြင်းတဲ့တာ၍ကောင်း၏ဆိုတဲ့ကြမ်းချက်နေစိတ်ကိုလုံးဝဖြစ်လိုက်ပါရစေ။ဘုရားခင်နာမှာပဲဆက်လက်ဆုတောင်းပါတော့တယ်။ဒီလိုနဲ့ တလလုံးလုံးဆူတောင်းပြီးတော့တတိမှာကျမရဲ့မောင်လေးကနူချာတော့ခရီးရဲ့မိသားရရဲ့အစီအစဉ်အနေပြန်လာပါတယ်သူ့ရှိရတဲ့စာအုပ်တော့ဖျားနာခြင်းနဲ့ဖျားသခင်အလိုတော်ဆိုတဲ့စာအုပ်ပါလာပါတယ်အဲ့စာအုပ်ထဲမှာဖျားနာခြင်းဟာအပြစ်ကြောင့်ဖြစ်နိုင်တယ်လို့ဘုရားသခင်ဘုံတော်ချင်ရှာဖို့ ဖြစ်တယ်ဆိုတာကိုကျွန်မသိလိုက်ရပါတယ်။ဒါနဲ့ကျွန်မတိတိကြီးနဲ့ကျူးလွန်ခဲ့တဲ့အပြစ်မတိပဲကျူးလွန်ခဲ့သောအပြစ်အလုံးကိုဒုထောက်လျက်ဖရားထံဝန်ချဆုတောင်းပါတယ်။ကျမရဲ့အတိတ်တရားတစ်ခုတိုးလာတာကတော့ အပြစ်ဝင်ချတဲ့နေရာမှာတခါတည်းကြာရင်အပြစ်မဟုတ်ပါဘူးလေလို့ကျွန်တော်တို့လစ်လူရှုတဲ့တတိမမအပြစ်တွေလေဘုရားရှိမှထင်ရှားနေတာကိုနားလည်ရပါတယ်ဒါနဲ့ကျွန်မစီးမတော့ပဲတလကျော်သွားပါပြီဓမ္မသာပေါ်မလာသေးဘူးဖြစ်ပါတယ်ဒါပေမဲ့ကျွန်မဘုရားစီမှာပဲဆက်လက် ဆုတောင်းနေပါတယ်။နာချင်းပဝေဒနာသိခံစားရတဲ့ချိန်မှာတော့အနာချက်စင်ကိုတနိုင်ချနှလုံးတော့ဖြစ်ပါတယ်။ခရစ်တို့ကတိတော်အတိုင်းဂရိဘုံမှာတွလောက်တော့အသွေးတော်အပြင်ကျမဤဝေဒနာပျောက်ပြီလို့ယုံကြည်လျက်ခံစားရတဲ့ဝေဒနာ ကြားကယုံကြည်ခြင်းဖြင့်ဆွတောင်းတဲ့ခါမှာအအိုးဝဲရကဲ့ခဲချင်းဝိဒနာသုံးနာရီကြာပြည့်တော့ဂျမရဲ့ဓမ္မတာဒလဟောစီကြလာပါလေဂျမဝတ်တာလို့လို့ထအော်ပါလေအဲ့ဒီအော်တဲ့အတန်ကြောင့်တအိမ်လုံးကလတ်သွားပါလေခရစ်တိတော်ဖရာသခင်ကိုဂျီဇူး တင်လို့လို့ကျမနေကြခဲ့ရပါတယ်ကျမရဲ့ယောဂဟာသူတပားယုံကြည်ခြင်းနဲ့မပြောက်ကင်းနိုင်ပါဘူးကျမကိုယ်တိုင်ယုံကြည်မှတာအဓိကဖြစ်တယ်ဆိုတော့ကျမနားလည်ရပါတယ်ရှင်ယဟန်ခန်းကြီးငါငယ်15မှာယုံကြည်ခြင်းဤအာယုံဒီလူနာကိုကယ်ဆယ်၍ဖြတ်ခင်ဒီ ဒုက္ခထမြောက်စီရောမင်းသူဒီအပြစ်ပြမိတော်လဲသူအပြစ်ကိုလွတ်တော်မူမင်းသူပြောထားပါလေကျမရဲ့ယုံကြည်ခြင်းအာယုန်ကျမကိုကယ်ဆယ်လိုက်ပြီဆိုတော့ကျမနားလည်ရပါတယ်ဒါကြောင့်ဘုရားသခင်ဟာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတာ၍တိုးပွားဖို့အတွက်ကျမတို့ကိုယုံကြည်ခြင်း ဆမ်းမေပွဲဖြေခန့်တဲ့အချိန်လည်းရှိပါတယ်။ဒါကြောင့်ဘုရားသခင်ကတက္ကတိတော်အတိုင်းပြုတဲ့ဘုရားခွေထူးတဲ့ဘုရားကေတီတော်ဘုရားဖြစ်ကြောင်းအယောက်တိုင်းခွန်အားဖြစ်စီမိအကြောင်းတက်တီခံဝေးပြလိုက်ပါတယ်။အယောက်တိုင်းပေါ်ဘုရားသခင်ကောင်းချီး viva así. Amén.